မင်္ဂလာပါကျွန်တော်ဆရာဆို YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့2025ခုနှစ်မှာကျွန်တော်တို့မြန်မာနိုင်ငံက trader ညီကိုမောင်နှမတွေဘယ် trading platform တွေကိုအဓိကထားပြီးအသုံးပြုသင့်လဲဆိုတာကိုဆွေးနွေးပွေးသားမှာဖြစ်ပါတယ် trading platform ဆိုတာကျွန်တော်တို့ buy sell order တွေထည့်သွင်းမယ် market data တွေကြည့်မယ် technical analysis တွေလုံဆောင်ဖို့မရှိမဖြစ်လိုအပ်တဲ့ကိရိယာတွေပါဒီတော့2025ခုနှစ်မှာကျွန်တော်တို့ဘာတွေကိုထည့်သွင်းစဉ်းစားသင့်လဲကြည့်လိုက်အောင် ပထမဆုံးအနေနဲ့2025ခုနှစ်မှာ platform တစ်ခုကိုရွေးချယ်တဲ့အခါဘာတွေကိုအဓိကထားပြီးဖြည့်သွင်းစဉ်းစားသင့်လဲဆိုတာပြောပြခြင်းပါတယ်။အရေးကြီးဆုံးကတော့လုံခြုံရေးပါ။ရမုံငွေတွေလုံခြုံမှုရှိဖို့ကိုယ်အသုံးပြုတဲ့ platform ဟာသက်ဆိုင်ရာစီးမင်းစည်းကမ်းတွေကိုလိုက်နာရလားဆိုတာစစ်ဆေးရပါမယ်။နောက်တစ်ခုကတော့အခကြေးငွေနဲ့ commission တွေပါ။ transition fee, spread, overnight fee တွေကကျွန်တော်တို့ရဲ့ profit ကို direct တက်ရောက်နိုင်လို့ပါ။ platform တွေရဲ့ fee structure ကိုတေချာလေ့လာပြီးတော့ low spread ရှိတဲ့ broker တွေကိုရွေးချယ်တင်ပါတယ်ပြီးတော့ရရှိနိုင်တဲ့ကုန်သွယ်မှုအမျိုးအစားတွေကိုလည်းကြည့်ရမယ် forex crypto stock စသဖြင့်ကိုစိတ်ဝင်စားတဲ့ trading pair တွေအားလုံးကိုဒီ platform မှာရရှိနိုင်လားဆိုတာစစ်ဆေးရပါမယ်အသုံးပြုရလိုချင်မှုကလည်းအရန်ကိုအရေးကြီးပါတယ် beginner တွေအတွက်ကော pro trader တွေအတွက်ပါ platform ရဲ့ interface ကနားလည်ရလွယ်ပြီးအသုံးပြုရလွယ်ကူဖို့အရန်အရေးကြီးပါတယ် ်တက်တနာတစ်စုံတစ်ခုရှိလာတဲ့အခါမှာမြန်မြန်ဆန်ဆန်နဲ့အထောက်အကူပေးနိုင်တဲ့ customer support အရန်အရေးကြီးတဲ့ live chat တွေ email တွေ phone support တွေရှိမရှိစစ်ဆေးရမယ်နောက်ဆုံးအနေနဲ့ tool တွေနဲ့ပြားတွေဘလောက်ပြည့်စုံလဲဆိုတာကိုကြည့်ရမယ် technical analysis tool တွေ indicator တွေ chat တွေ economic cleaner တွေပါမပါနဲ့ copy trading တွေရှိမရှိရစာကျွန်တော်တို့ကြည့်ရမယ်နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ mobile application ခုလိုတိုးတက်နေတဲ့ mobile kit ကြီးထဲမှာ mobile application ရှိမရှိလဲ သိရှိဖို့လိုအပ်ပါတယ်ဒီတော့ပုံမှန်ပြောခဲ့တဲ့အချက်တွေကိုထည့်သွင်းစဉ်းစားပြီးတော့2025ခုနှစ်မှာ Bear Trading Platform တွေကိုအသုံးပြုသင့်လဲဆိုတာကိုကျွန်တော်အနေနဲ့ထပ်ပြီးတော့ဆွေးနွေးသွားပါမယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ video လေးကိုအဆုံးထိကြည့်ဖို့မြင်တာရက်ခံပါတယ် Data Fit 4 Meta Fit 5ဒီ platform တွေက Forex Trader တွေအတွက်အရန်ကိုရင်းနှီးပေးတာဖြစ်မှာပါ broker အများစုက meta trader 4နဲ့ meta trader 5ကို support ပေးထားပါတယ် stability ကောင်းတဲ့ indicator တွေ အများကြီးရရှိတယ်။ချက်တင်တူးတွေပြည့်စုံပြီးတော့ mobile application နဲ့တုံးဖို့အဆင်ပြေပါတယ်။ Forest ကိုအဓိကထားပြီး trading လုပ်မယ်ဆိုရင်တော့ MetaTrader 4နဲ့ MetaTrader 5က broker တွေကိုရွေးချယ်သင့်ပါတယ်။ Ctrader Ctrader ကတော့ MetaTrader ရဲ့ပြိုင်ဘက်လို့တောင်ပြောလို့ရတယ် ECN trading တွေအတွက်အထူးတင်တော့တယ်။ပြိုပြီးတော့ခေါ်တဲ့ dot market ကိုလည်းကြည့်လို့ရတယ် interface က clean ဖြစ်ပြီးတော့ modern sun နဲ့ coffee trading future လည်းပါဟိတဲ့အတွက် scalping လုပ်တဲ့လူတွေအတွက် sea trader 2025ခုနှစ်မှာရွေးချယ်တင်တဲ့ platform ပါတင်ကာဆွင်းတင်က US store တွေကို trading လုပ်ချင်တဲ့ဆိုလို့ရှိရင်တော့တင်ကာဆွင်းကိုကျွန်တော် highly recommend ပေးတယ် paper trading နဲ့ real market trading ကလည်းလုံးဝနှိပါချွတ်ချွတ်တူတူပဲဖြစ်တယ်မိတ်ဆွေတို့အနေနဲ့အကောင်းဆုံး platform တစ်ခုကိုတော့ပြောချင်တယ် trading view trading view ကတော့ကိုယ်တိုင် trading လုပ်တဲ့ platform တတ်တတ်တော့မဟုတ်ဘူးဒါပေမဲ့ chat တင် analyze လုပ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ platform ဖြစ်တဲ့2025ခုနှစ်မှာ trading view broker အများပြားနဲ့ diet ချိတ်ဆက်ပြီးတော့ trade လုပ်နိုင်ပြီဖြစ်တယ် market data တွေအကုန်နှီးပါးရရှိတယ် chat တင် tool တွေ indicator တွေလည်းအများကြီးရှိတယ် social trading feature တွေ community discussion တွေလည်းပါဝင်တဲ့အတွက်ကြောင့်မို့လို့အရန်ကို trading view ကအသုံးဝင်တဲ့ application တစ်ခုဖြစ်တယ် binance cryptocurrency ကိုအဓိကထားပြီး trade လုပ်မယ်ဆိုရင်တော့ binance ကို channel လို့လုံးဝမရပါဘူး 2025ခုနှစ်မှာ crypto market ကပိုပြီးကြီးထွားလာအောင်မှဖြစ်လို့ Binance ကအရေးပါနေအောင်မှာပါ crypto ဖောင်းများစွာ အထက်မှာ trade လုပ်ရပြီးတော့ fee ကလည်းတင်းတင်းပါတယ် spot future option trading တွေရတယ်အားလုံးရရှိပါတယ် crypto trader တွေအတွက်2025မှာ Binance အား main platform ဖြစ်နေအောင်မှာပါဒီတော့ဒီ platform တွေအားလုံးနဲ့ bear platform ကကိုယ်နဲ့အသင့်တော်ဆုံးလဲဘယ်ဟာတွေကကိုယ့်အတွက်အရေးကြီးလဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့ဘယ်လိုဆုံးဖြတ်မလဲရေးကြီးဆုံးကတော့မိတ်ဆွေတို့တုံးကျင်တဲ့ budget ပေါ်မှာမူတည်ပြီးတော့ရွေးချယ်ပါမိတ်ဖေတို့ဘယ် platform ကိုမစိုး real money မထည့်ခင်မှာ demo account နဲ့စမ်းသပ်ပါမိတ်ဆွေတို့တုံးတုံး demo account နဲ့စမ်းသပ်လေ့ကျင့်ပြီးမှာသုံးပြုပါမိတ်ဆွေတို့အနေနဲ့ trading ကြောင့်ဘာမှနားမလည်သေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel တွေကို like နဲ့ subscribe လုပ်ပြီးတော့ follow လုပ်ထားပါကျွန်တော် trading နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို beginner course လေးတွေကိုကျွန်တော်တင်ပေးသွားဖို့ရှိပါတယ်အားလုံးနဲ့ကျေးဇူးတင်ပါတယ်